မင်္ဂလာပါကျမစာတင်နေတဲ့ညီငယ်ညီမငယ်များအားလုံးခုနှစ်ချီဝခွန်ပောင်းပါပါ M5M4 ဒီရောက်နေပြီဝါနဲ့ကားရဲ့ကွဲလွဲပုံနေနှီးနဲ့ဒဲရဲ့ကွဲလွဲပုံနေကိုတည်တည်ချချာရှင်းရှင်းလင်းလင်းမတည်သေးဘူးဆိုလို့ရှင်ဒီဗီဒီယိုလေးကိုပြီးတဲ့အထိကြည့်ပြအောင်ကြည့်သွားပေးပါကျွန်တော်ဒီဗီဒီယိုလေးမှာဝါနဲ့ကားရဲ့ကွဲလွဲပုံထူချာပုံနေ၃ပုံ၃နှီးနဲ့နှီးနဲ့ဒဲရဲ့ခွဲချာပုံ၃ပုံ၃နှီးတွေကိုအသေးစိတ်ဥပမာစာကြောင်းလေးနဲ့ရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုပြီးတဲ့အထိကြည့်ပြအောင်ကြည့်သွားပေးပါ ဲဟုတ်ပြီအဲ့တော့စလိုက်ရအောင်ခဏကပြောတဲ့ဝါနဲ့ကားရဲ့ထူးခြားပုံလေးပေါ့နော်အဲ့တော့ဝါနဲ့ကားရဲ့ထူးခြားပုံမှာတို့အချက်၃ချက်နဲ့ခွဲမယ်အချက်၃ချက်ပေါ့နော်အဲ့တော့ပထမတစ်ချက်ကဒီမှာရေးထားတယ်အဲ့တော့ဝါဒီစာကြောင်းရဲ့အရှိပိုင်းကိုအဓိကထားပြောပြီးဒါရှိစာကြောင်းမှာရှိတဲ့အရှိပိုင်းအဲ့တော့အရှိပိုင်းနဲ့အနောက်ဘက်ကိုပြီးရင်ခွဲပြမယ်အဲ့တော့ဝါဒီစာကြောင်းရဲ့အရှိမှရှိတဲ့ဟာကိုအဓိကထားပြောတယ်ဂါဒီစာကြောင်းရဲ့အနောက်ဘက်မှရှိတဲ့ဟာကိုအဓိကထားပြောတယ်ဒါအချက်နံပါတ်1 ောက်ပြီနော်အဲ့တော့အချက်နံပါတ်1ကိုသွားကြည့်မယ်အချက်နံပါတ်1ကကြာတော့တဲ့ဝါသည်တဲ့ခေါင်းစည်းခေါင်းစဉ်ခေါင်းစည်းခေါင်းစဉ် topic တွေပေါ့နော်ခေါင်းစည်းခေါင်းစဉ်တစ်ခုအဖြစ်ပြောတဲ့အချိန်မှာသုံးတယ်ဝါကိုအဲ့တော့ခေါင်းစည်းခေါင်းစဉ်အဖြစ်တစ်ခုပြောခြင်းနဲ့ဆိုကြအောင်ဆိုရင်ဝါကိုထားသုံးပြီးတော့တဲ့ကားကိုကြာတော့တဲ့တည်င်းအချက်လက် information တွေပေါ့နော်တည်င်းအချက်လက်တွေကိုဖော်ပြခြင်းတဲ့အချိန်မှာအဓိကသုံးမယ်ပေါ့နော် အချက်1ပေါ့နော်ဟုတ်ပြီအဲ့တော့တတိယအချက်သုံးအောင်သွားကြည့်မယ် အဲ့အချက်တော့ကျတော့ဗာပြောလဲဆိုလို့ရှိရင်တို့တီးပြီးသားပါတို့ unfollow ဆိုရင်တီးပြီးကြီးလို့ရှိတာလို့ရှိ unfollow လောက်ဆိုရင်တီးပြီးပေါ့နော်ဝါသည်တာတို့ရှိပြုလုပ်တဲ့နေရာတွေမှာသုံးပြီးတာတို့ရှိဆိုတာကတူတူတယောက်ကပြုလုပ်တာအဲ့လိုနေရာတွေမှာသုံးပြီးဂသည်ကြီးလို့ရှိကိုကမလုပ်ဘဲနဲ့ဖြစ်တဲ့ဥမာတဘာဝလျောက်ဖြစ်တဲ့ဟာမျိုးတွေမှာသုံးတယ်အလွယ်ကွဲမယ်ဆိုလို့ရှိရင်အချက်၃ချက်ရှိမယ်ဒီထက်နည်းနည်းတဲ့ချက်တွေရှိသေးတာပေါ့နော်တို့ဒီ unfollow unfollow မှာတလောက်နဲ့ခွဲမယ်ဆိုရင်တော်တော်လုံလောက်နေပြီအဲ့တော့အချက်နံပါတ်၁ပြန်ပြောမယ်စာချောင်းရဲ့အရှိကိုအဓိကထားပြောမယ်ဂဆိုရင်စာချောင်းအနောက်ကိုပြောမယ် အဲ့တော့ဝါဆိုရင်ဒုတိယချက်ကခေါင်းစည်းခေါင်းစဉ်တွေပြောပြီးသုံးပြီးတော့ဂါသည်အချက်လက် information တွေပြောတဲ့အချိန်မှာသုံးတယ်။တတိယအချက်ဝါသည်ဂျီတာရိုရှိပြီးလို့တဲ့နေရာဒီမှာသုံးပြီးတော့ဂါသည်ဂျီရိုရှိဖြစ်ပျက်မှုတွေမှာသုံးတယ်။ဟုတ်ပြီ။နောက်ထပ်တို့ထပ်ပြီးတော့မှတ်မှာပေါ့နော်။ဒါစတားလီနဲ့ပြထားတယ်။ကြိုက်တာတွေမုန်းတာတွေတော်တာတွေညံ့တာတွေဆွမ်းဆောင်ယူတွေကိုပေါ်ပြရင်လည်းဂါကိုပဲသုံးတယ်။အဲ့ခါမျိုးကျရင်တော့ဂါကိုသူကဘာသာပြန်ကိုလို့ဘာသာပြန်ပါ ဥပမာဆိုလို့ရှိရင်ခဲခီကစုခီဂိမုံကြိုက်တယ်ရင်ဂောကတိုက်စုခီပန်းစည်းကိုအရင်ကြိုက်တယ်အဲ့မှာကိုလိုဘာသာပြန်ရတယ်ပေါ့နော် ဟုတ်ပြီအဲ့တော့ဒါကဝါနဲ့ဂါရဲ့ခွဲခြားပုံလေးပြီးရင်ရဲဘုံလေးနဲ့ရှင်းပြပေးမယ်အခုတော့ဒီတန်းလေးမှတ်ထားလို့ရမယ်အဲ့တော့ဒုတိယချက်ကိုသွားမယ်ဒုတိယချက်ကနိနဲ့တဲ့ရဲ့ခြေကားကြီးပေါ့နော်နိနဲ့တဲ့ရဲ့ခွဲခြားပုံတို့ကနေရာတွေရဲ့အနောက်မှာနိနဲ့တဲ့လိုက်လို့ရှိရင်တော့မှားလို့ဘာသာပြန် တော့ဘလို့နေရာတွေမှာဘလို့နှီးကိုတုံးဘလို့နေရာတွေမှာဒဲကိုတုံးတာလေနှီးလိုက်ရင်လည်းမှားပဲဒဲလိုက်ရင်လည်းမှားပဲတို့အဲ့တော့ခွဲခြားရတာခက်ကောင်းခက်နိုင်လိမ့်မယ်ပေါ့နော်အဲ့တော့တချို့နှီးလန်းကောင်းနေနေလည်းရှိတယ်ပေါ့နော်ကျွန်တော်ကတော့ဒီကျွန်တော်ဒီတလောက်ကျွန်တော်ရှာလို့တွေ့ရနှီးလန်းလေးတွေကို sharing လုပ်ပေးတာဖြစ်တယ်တချို့ဟုတ်ပြီအဲ့တော့လေအချက်၃ချက်နဲ့ခွဲမယ်ပထမအချက်နံပါတ်၁ကကျတော့နှီးသီးတဲ့နေရာမှာတည်ရှိခြင်းကိုဖော်ပြရတယ်အဲ့တော့နှီးကိုတုံးမဲ့ဆိုလို့ရှိရင်အဲ့ဒီနေရာမှာတည်ရှိတဲ့အရာကိုဖော်ပြရမယ်တည်ရှိတဲ့အရာကိုဖော်ပြရင်နှီးကိုတုံးပြီးတော့ဒဲ့သီးတဲ့ အဲ့ဒီနေရာမှာပြုတ်လုတ်ချင်းကိုဖော်ပြရတယ်ပြုတ်လုတ်မှုဖော်ပြရတယ်ဟုတ်ပြီနော်အဲ့တော့တရှိမှုနဲ့ပြုတ်လုတ်မှုကိုနှိမ့်နဲ့တဲနဲ့ခွဲမယ်ပထမအချက်အဲ့အချက်နှစ်ဒုတိယအချက်မှာဆိုရင်နှိသည်တီနေရာကိုရည်ညွှန်းလျင်သို့မဟုတ်အဲ့ဒီတီနေရာကိုရည်ညွှန်းတဲ့အခါမှာသုံးတယ်ကိုကဘယ်နေရာကိုပြောချင်တာဒီနေရာပြောချင်တာလားဟိုနေရာပြောချင်တာလားအဲ့လိုနေရာတွေကိုရည်ညွှန်းခြင်းအဓိကနှိကိုထားသုံးပြီးတော့တဲ့တဲ့ကိုကြတော့တဲ့လှုပ်ဆောင်မှုရှိတဲ့ဒီမှာရှိလေးကြံသွားနော်လှုပ်ဆောင်မှုရှိတဲ့နေရာကိုညှိုးရင်သုံးတယ် အဲ့တော့ debt ကိုပြောမယ်ဆိုလို့ရှိရင်ကိုယ်လှုပ်ဆောင်မှုတစ်ခုခုအဲအတ္တိပတိတွေရှိတဲ့နေရာတွေကိုညှွန်းကျင်ရင်ကြတော့ debt ကိုသုံးပြီးတော့တည်ငြိမ်မှု sorry တည်နေရာကိုညှွန်ပြခြင်းကိုပြောခြင်းနဲ့ညှွန်းချက်တည်နေရာကိုပြောခြင်းနှိကိုသုံးမယ်ဒါဒုတိယအချက်ပေါ့နော်အဲ့တော့တတိယအချက်အချက်သုံးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကတော့အလွယ်မှန်နည်းပါဘိုင်ယံဘိုးတွေမှာဒါလေးကိုအလွယ်ပြောပြီးအမှတ်မှတ်လေးမှာဒါချစ်ကြတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့အဲ့တော့နီးရဲ့အနောက်မှာတည်ငြိမ်မှုရှိတဲ့ vat လိုက်တယ်တည်ငြိမ်မှုရှိတဲ့ vat လိုက်တယ် ဒဲရဲ့အနောက်မှာလှုပ်ရှားမှုရှိတဲ့ vat လိုက်တယ်လှုပ်ရှားမှုရှိတဲ့ vat အဲ့တော့တနည်းပြောရင် action vat နဲ့ action vat မဟုတ်တဲ့ vat တွေလိုက်တယ်လို့ပြောတယ်အဲ့လိုမျိုးအဲ့တော့ဒါစတားလေးနဲ့ပြထားတာအပိုပေါ့နော်အဲ့တော့အများသောအဖြစ်ပေါ့နီလန်တစ်ခုအနေနဲ့သုံးရင်လည်းပဲအဲ့ဒဲကိုသုံးတယ်အဲ့ခါကျရင်တော့ဒဲရဲ့အတိတ်ပဲကမှားမဖြစ်တော့ဖြင့်လို့ဖြစ်သွားတာဥပမာစင်ခူရူမာတဲ့ကားဖြင့်ဟီခိုခီတဲ့လေးရင်ဖြင့်ဒါနီလန်ဖြစ်သုံးတာဒါလေးကတော့အပိုသက်သက်ထည့်ပေးထားတာအဲ့ဒီထက်မကားတဲ့ဟာလေးတွေလည်းရှိသေးတယ်လောလောဆယ်ဒါလေးတွေကိုဥပမာလေးနဲ့ပြန်ရှင်းပြပေးမယ်ပေါ့နော် ကဲဟုတ်ပြီအဲ့တော့ဝါနဲ့ဂါရဲ့ထူခြားပုံခုနကအချက်နံပါတ်1မှာအရှိကိုဥစားအဓိကထားတာနဲ့နောက်ကိုဥစားအဓိကထားတာဘာကိုပြောချင်တာလဲဆိုတော့ဒီမှာကြည့်ကြည့်မယ်ဝါတရှိဝါဂါကုစိတ်တက်ဝါတရှိဝါဂါကုစိတ်တက်ဒီမှာဝါပါတီကိုတုံးထားတယ်အဲ့တော့ဝါရဲ့အရှိဆိုတာကဝါတရှိပြောတာအဲ့တော့ဒီမှာဘာသာပြန်လိုက်ကျွန်တော်ဒီចောင်းသားဖြစ်ပါတယ်ဒီစာကြောင့်မှကြည့်ကြည့်အဲ့ဒီဒီဝါဒီရဲ့အရှိမှာရှိတဲ့ကျွန်တော်ကိုကျွန်တော်အဓိကထားပြောတာကျွန်တော်ဟာဘယ်သူဘယ်ဝါဖြစ်ចောင်းကိုပြောချင်တာနောက်ကចောင်းသားဆိုတာထက်ကျွန်တော်ကចောင်းသားပါကျွန်တော် ဥစားပေးပြောချင်တာအဲကြောင့်မလို့ဝါကိုသုံးမယ်ဒါအချက်နံပါတ်1မှာပါတယ်တခုနောက်တခု watashi ga yarimasu အဲ့တော့ဒါတွေက yarimasu ခေါ်ဘယ်သူကလုပ်မှာလဲဆိုရင် hi watashi ga yarimasu ကျွန်တော်လုပ်လိုက်ပါမယ်အဲ့တော့ဒီမှာ ga ပါတီကသုံးထားတယ်သူရဲ့အနောက်မှာရှိတဲ့ yarimasu ကိုအဓိကထားပြောချင်တာဘယ်သူလုပ်မှာလဲကျွန်တော်လုပ်မှာတိုးတော့လုပ်ချင်းဆိုတဲ့ဒီလုပ်မဲ့အရာကိုဒီ verb ကိုအဓိကထားပြောတာဒီကျွန်တော်ရဲ့အနောက်မှာရှိတဲ့ ဒါကိုအဓိကထားပြောတာအဲ့ဒါကြောင့်မလို့ဝါကိုတုံရင်ဝါရဲ့အရှိကဒါကိုအထူးပြုပြီးအဓိကထားပြီးဂါကိုတုံရင်ဂါရဲ့အနောက်မှာရှိတဲ့လိုက်တဲ့ဟာကိုအဓိကထားပြောခြင်းနဲ့ဒါနဲ့အချက်နံပါတ်1ဟုတ်ပြီအဲ့တော့အချက်နံပါတ်2ကကြာတော့တဲ့အချက်နံပါတ်2ကဘာပြောလဲဆိုတော့အချက်နံပါတ်2ကပေါ့နော်အော်ဒီမှာခေါင်းစည်းခေါင်းစဉ်အဖြစ်ပြောတဲ့ချိန်မှာတုံပြီးတော့ဂါဆိုလို့ရှိရင်သတင်းချက်လက် information တွေပြောတဲ့ချိန်မှာတုံတယ်ကဲဟုတ်ပြီကြည့်ကြည့်မယ်ကဲတော့ဒီမှာကြည့်ကြည့်မယ်ဖူကြီးဆန်ဝခိရိတာ ဖူဂျီတောင်တီလှလိုက်တာဒါ तू ကဒီစကားမှာဆိုလို့ရှိရင် तू ကခေါင်းစည်းခေါင်းစဉ်အဖြစ် तू စကားတစ်ခုကိုပြောတော့မယ်အဲ့ဒီစကားတစ်ခုပြောဖို့ရန်အတွက်စကားပလင်ခံလိုက်တာစကားအဆချီလိုက်တာခေါင်းစဉ်တစ်ခုဖြစ်တက်လိုက်တာဖူဂျီတောင်လှတယ်ဖူဂျီတောင်ပြီးလှတယ်အဘွားဟာ ਨੇ ပြန်ခွဲမယ်ဆိုလို့ချင်းဖူဂျီတောင်ကြီးညွှန်းကျင်တာပဲသူရှိရဖူဂျီတောင်ညွှန်းကျင်တာပဲတော်တော်ခုနကခေါင်းစည်းခေါင်းစဉ်နဲ့ပြောမယ်ဆိုရင်ဒီစာကြောင်းဒီဖူဂျီတောင်ဒီလှလိုက်တာဒါဖူဂျီတောင်နဲ့ပတ်သက်ပြီးနောက်မှာပြောတော့မှာပေါ့နော်စကား topic တစ်ခုအဖြစ်စတင်လိုက်တာဝေါ့တုံးမယ် ောက်တစ်ခုဖူဂျီဆန်ကခီရိတာဟုတ်ပြီအဲ့တော့ဖူဂျီဆန်ကခီရိတာအဲ့တော့ဒီမှာအကုန်လုံးအပေါ်ကနေတူတူပဲဝါနဲ့ကားနဲ့ကွဲသွားတယ်အဲ့တော့တူကြတော့ information ဖူဂျီတောင်ကဘလို့တောင်လဲလှတယ်ဆိုတဲ့တောင်ဖူဂျီတောင်ကအရန်လှတယ်အဲ့လှတယ်ဆိုတဲ့ဒီလှခြင်း information တွေကိုပေးချင်တာအဲ့ဒါအကြောင်းမလို့ဂါကိုတုံးတယ်။တနည်းအားဖြင့်အပေါ်ကဟာနဲ့ခွဲမယ်ဆိုလို့ရှိရင်ဒီအနောက်ကလှခြင်းကိုအဓိကထားပြောတယ်။ဂါရဲ့အနောက်မှာပါတယ်ခီရဲကြီးကိုအဓိကထားပြောတယ်။ တနည်းအားဖြင့်အချက်နှစ်နဲ့အချက်နံပါတ်နှစ်နဲ့ကြည့်ရင်လှချင်း information ကိုပြောလိုက်တာပဲဟုတ်ပြီအဲ့ဒါအချက်နံပါတ်နှစ်အဲ့တော့အချက်နံပါတ်3ကြည့်မယ်ဆိုလို့ရှိရင်တို့ကဂျီလို့ရှိတာတို့ရှိခွဲမယ်တနည်းအားဖြင့်လူအပြုတ်လောက်တာနဲ့တဘာဝဖြစ်ပြတာခွဲမယ်ဆိုရင်ဒီမှာကြည့်ကြည့်မယ် once and what ima once and what ima gohan o diabetic imas အဲ့ဒါကိုဒီမှာရေးတော့မရင်းပြတော့ဒီတိုင်းပါတာပြန်ပြမယ် once and the ima အခု gohan o ထမင်းကို diabetic imas ဝမ်းဆန်ထမင်းစားနေတယ်ဒါတာတို့ရှိဝမ်းဆန်ရဲ့ပြုတ်လုချင်းကိုပြောတာဝါကိုပဲသုံးမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာနောက်တစ်ခုဆက်ကြည့်မယ်အမေကအီမဖွတ်တဲ့အီမော့စ်တနည်းအားဖြင့်ဒီအီမော့ကိုအရှိမထားလို့ရတယ်နော်အီမအမေကဖွတ်တဲ့အီမော့အဲ့လိုလည်းသုံးလို့ရတယ်နော်ဒီမှာအဘွားလေးနဲ့ညီတော်လို့ပြထားတာအဲ့တော့မိုးကအခုရွာနေတယ်တနည်းအားဖြင့်အခုမိုးရွာနေတယ်အဲ့တော့ဒါသည်မိုးရွာတာကကိုကလုံးလို့မရဘူးအဲ့တော့ဂျီရိုရှိအလိုလျောက်ဖြစ်တယ်တနည်းအားဖြင့်တဘာဝလျောက်ဖြစ်တဲ့ဟောက်ပြရင်ကကိုသုံးမယ်ဒါအချက်သုံး ဟုတ်ပြီနော်အဲ့တော့ဒါတွေကကြာတော့ဝါနဲ့ကောက်ခွဲရခက်တဲ့အချက်၃ချက်လေးဥမာလေးနဲ့ရှင်းပြတာနောက်တစ်ခုစတားလေးနဲ့ပြထားတာကြိုက်ချင်းမုံချင်းတော်ချင်းညင်ချင်းလုံးနိုင်ကြိုင်နိုင်ချင်းစွမ်းဆောင်ရည်ဖို့ပြရင်ကားကိုသုံးတယ်ဆိုတာဒါမျိုးလေးတွေပေါ့နော်ဥမာရင်ဂိုကစုခီတက်ပန်းတီကိုကြိုက်တယ်အဲ့ဒါမျိုးဆိုရင်ကြိုက်ချင်းမလို့ကားကိုသုံးတယ်ကိုလိုပါတာပြင်မယ်နောက်တစ်ခုပီမန်ကခီရာအီဒက်ငရုတ်ပွားသီးကိုမကြိုက်ဘူးတနည်းအားဖြင့်မုံနဲ့ကိုလိုပါတာပြင်မယ်ကားကိုပဲသုံးမယ်နီဟွန်ဂိုကဂျောဇုဒက် ဂျပန်စာတော်တယ်ဂျပန်စာကိုတော်တယ်ဆိုတာလည်းဂျပန်စာတော်တယ်ပဲသုံးမယ်အဲ့တော့သူကကြတော့တော်ချင်းကိုဖော်ပြရတယ်နီယွန်ဂိုကဟဲ့တာတဲ့ဂျပန်စာညံ့နေသူရဲ့ညံ့ချင်းကိုဖော်ပြတနည်းအားဖြင့်ဒီနှစ်ခုကဒါဆွမ်းဆောင်ရည်တွေပဲကောင်းချင်းမကောင်းချင်းပဲ꿰သွားတာနောက်တစ်ခုဆက်ခါကဂျောစုတက်ဒါဆိုရင်တော့ဘောလုံးကန်အော်ဒီမှာကျွမ်းနေပေါ့နော်ဘောလုံးကန်တော်တယ်ဘောလုံးကန်ကျွမ်းနေပေါ့ တော့သူရဲ့ဒါကြတော့စွမ်းဆောင်ရည်ကိုဖော်ပြတာကျွမ်းကျင်မှုစွမ်းဆောင်ရည်ဖော်ပြအဲ့ဒါမျိုးဆိုရင်ချစ်ချင်းမုန်းချင်းတော်ချင်းညံချင်းစွမ်းဆောင်ရည်ကိုဖော်ပြရင်ကားကိုတုံးမယ်ကိုလိုဘာသာပြန်ပြရမယ်သူ့ကိုဟုတ်ပြီကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒါဝနဲ့ကားရဲ့ခွဲခြားပုံလေးကိုဒီလောက်ဆိုသဘောပေါက်မယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ပြောတာထက်ပိုပြီးတော့အဲနားလဲလွဲတဲ့နီလန်းကောင်းလေးတွေရှင်လည်းပဲ comment မှာဖြစ်ဖြစ်အဲ့ share နဲ့လုတ်ပေးသွားဖို့တောင်းဆိုပါတယ်။ဟုတ်ပြီအဲ့တော့ဒုတိယတစ်ခုနီးနဲ့ဓာတ်ရဲ့ခွဲခြားပုံသွားမယ်။ဟုတ်ပြီ။ နိနဲ့တဲခွဲချပုံသွားမယ်ဆိုတော့အဲ့ဒီမှာကြည့်ရအောင်နိနဲ့တဲခွဲချအာနိနဲ့တဲခွဲချပုံမှာဆိုလို့ရှိရင်အချက်၃ချက်နဲ့ပြထားတယ်ပထမအချက်ကကြတော့အဲ့တော့အော်နေရာမှာတရှိချင်းကိုဖော်ပြတာနဲ့တဲဆိုရင်နေရာမှာပြလို့ချင်းကိုဖော်ပြတာအဲ့ဒီ rebound လေးကိုကြည့်ကြည့်မယ်ဒီထက်မကမြားပြတဲ့ rebound တွေအများကြီးရှိတယ်အဲ့တော့ရှာကြည့်လို့ကိုယ်တိုင်လေ့လာကြည့်လို့ရတယ်ပေါ့နော်ညီငယ်ညီမငယ်တို့အဲ့တော့ဒီမှာကြည့်ကြည့်မယ်ဤရဲ့နိနဲ့ခိုကစမ်းဘီခီအီမတ်ဘာသာပြန်အိမ်မှား နေရာရဲ့နောက်မှာ need တဲ့ line မှာလို့ပါတာပြန်လို့ရတယ်နောက်က like နောက်ကကွဲတဲ့ဟာလေးတွေကြည့်မယ်အိမ်မှာကြောင်လေး၃កောင်ရှိတယ်အိမ်မှာကြောင်လေးက၃កောင်ရှိတယ်အဲ့တော့ဘာပြရလဲနေရာမှာတည်ရှိခြင်းကိုပြတာဘာတည်ရှိတာကြောင်လေး၃កောင်ရှိတယ်အဲ့ဒီနေရာမှာကြောင်လေး၃កောင်ရှိတယ်အဲ့လိုပြောချင်တာအဲ့တော့နောက်တစ်ခု ie det party ကို okho net တဲ့ immerse ie det နေရာနောက်မှာတက်လိုက်တယ်မှာလို့ပဲပါတာပြန်အိမ်မှာပါတီကျင်းပနေတယ်အဲ့တော့အဲ့ဒါဒီနေရာမှာပြုလုပ်ခြင်းကိုဖော်ပြရင် တဲ့ကိုသုံးတာဒါအချက်နံပါတ်1ဟုတ်ပြီအဲ့တော့အချက်နံပါတ်2ကကြတော့ဘာညွှန်းလဲဆိုရင်အဲ့တော့နေတည်တဲ့တီနီယာကိုယဉ်ညွန်းပြီးတော့ယဉ်ညွန်းတဲ့အခါမှာသုံးတယ်တဲ့ဒဲတည်လှုပ်ဆောင်မှုရှိတဲ့နေရာကိုညွှန်းရင်သုံးတယ်ဘယ်လိုပုံစံနဲ့ကြည့်ကြည့်အောင်အဲ့တော့ဒီမှာကြည့်ကြည့်မယ်ခိုးခိုးနီးဒီနေရာမှာနာနီကအာရီမတ်ကဒါအလွယ်ပြောလိုက်တာပေါ့နော်ဒီနေရာမှာဘာရှိတာလဲဒီနေရာမှာဘာရှိလဲဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ခိုးခိုးနီးဥမာနော် အာတခြားစကားလုံးပြောမယ်ဆိုရင်ကိုကိုနီဒါတွေကအီမတ်စကားဒီနေရာမှာဘယ်သူရှိလဲဒါမမြင်ရလို့မေးလိုက်တဲ့ဟာမျိုးအဲ့ဒါမျိုးဆိုရင်ဒီမှာနီကိုတုံးတယ်အဲ့တော့ဒီမှာခိုးကိုဆိုတဲ့သူကဒီစာကြောင်းမှာဆိုရင်ဒီနေရာဆိုတဲ့တီနေရာကိုညွှန်းချင်တာအဲ့တော့တီနေရာကိုညွှန်းချင်တာဒီဆိုတဲ့တီနေရာကိုညွှန်းချင်တဲ့အတွက်ကြောင့်ခိုးကိုနီဒီမှာအဲ့ဒီမှာဘယ်သူရှိလဲဒီမှာဘာရှိလဲဟုတ်ပြီနောက်တစ်ခုဒက်ကိုကြည့်မယ်နီဟွန်ဒက်ဟာတာရာအီတီအီမတ်စ်ဂျပန်မှာအလုပ်လုပ်နေတယ်အဲ့တော့အဲ့ဒါကဘာကိုပြောတာလဲဆိုတော့လောက်ဆောင်မှုရှိတဲ့နေရာကိုညွှန်းတာ ဘာလို့ဆောင်မှုရှိတာလဲသူအလုတ်လုတ်နေတဲ့နေရာဂျပန်ကိုညှောတာဂျပန်ဆိုတဲ့နေရာကိုညှောတဲ့အတွက်ကြောင့်ဒဲကိုတုံးတယ်ဟုတ်ပြီဒါသည်အချက်နံပါတ်1ဟုတ်ပြီနော်အဲ့တော့အချက်နံပါတ်3သွားကြည့်မယ်အချက်နံပါတ်3ကကြတော့တဲ့နီးရဲ့နောက်မှာတင်ရင်မှုရှိတဲ့ဗက်လိုက်ပြီးတော့ဒဲရဲ့နောက်မှာလှုပ်ရှားမှုရှိတဲ့ဗက်လိုက်ဆိုတော့အော်ဒီမှာကြည့်ကြည့်သူကတော့ရှင်းပါတယ်ကြည့်လိုက်သိရကြည့်ရနဲ့သိရပေါ့နော်အဲ့တော့စကုအန်နောဥယ်နီဒီမှာနီးပါတီကေတုံးတယ်ဟွန်ကအာရီမတ်စပွဲရဲ့အပေါ်မှာစာအုပ်ရှိတယ် ဲ့တော့စာဟုတ်ကတူပါသူရှိနေတာကိုမလုံမချင်းသူကလုံမှာမဟုတ်အဲ့တော့တည်ငြိမ်မှုရှိတဲ့ verb လိုက်တဲ့ are must ဆိုတဲ့ဟာပေါ့နော်အဲ့တည်ငြိမ်ချင်းပြတဲ့ verb လိုက်တဲ့နောက်တစ်ခုကြည့်ကြည့်မယ် so or so must and ko and that that body ကိုသုံးမယ်ခိုရိုမူတချီကအာစွန်တဲ့ immers ပန်းချံမှာကလေးတွေကစားနေတယ်အဲ့တော့ that body ကိုသုံးတယ်မှာလို့ဘာသာပြန်နေတိုးတော့နောက်မှလိုက်တာကကလေးတွေကစားနေအဲ့ဒါကြတော့ that ရဲ့နောက်မှာလှုပ်ရှားမှုရှိတဲ့ verb ဘာလဲဆိုတော့ asobimat ကစားတယ်ကစားတယ်ဆိုတာလှုပ်ရှားရုံးကန်ရတယ်ကိုလက်တကူလုံးလှုပ်ရှားတယ်လှုပ်ရှားမှုရှိတနည်းအားဖြင့် action ဘက်အဲ့လိုဟာတွေလိုက်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒါသည်အချက်နံပါတ်3နဲ့ရှင်းပြတော့ရေဘွန်လေးပါအဲ့တော့ဒီမှာနီလန်တစ်ခုအဖြစ်သုံးခြင်းလဲဒဲကိုသုံးတယ်ဆိုတာကဘာပြောလဲဆိုတော့ခုနကပြောသွားတယ်ပေါ့နော်ခူရူမာတဲ့ကားဖြင့်ဒန်ရှားတဲ့ယထားဖြင့်ဂျီတန်ရှားတဲ့ဆက်ဘိန်းဖြင့်နော်အဲ့တော့အဲ့လိုမျိုးနီလန်ဖြစ်တော့မှာဖူနေတဲ့တင်မောဖြစ်ဟီကိုခိတဲ့လေရင်ဖြစ်ဒါမျိုးလေးတွေကိုတုံးရင်လည်းပဲတဲ့ကိုတုံးနေတဲ့ဟုတ်ပြီအဲ့ဒီထက်မှာက နားလည်မှုနားလည်လို့လွယ်တဲ့နီလန်းလေးတွေရှိနေရှယ်ရင်းလုပ်ပေးသွားဖို့တောင်းဆိုပါတယ်အဲ့တော့တခြားထူးခြားချက်လေးတွေကိုလည်းပဲနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ရှယ်ရင်းလုပ်ပေးသွားမယ်အတွက်ကြောင့်